လဲ့ပံပြိုသူတော်လန်ကလေးကတော့အလုံးပဲမင်္ဂလာပါခင်ဗျတော်လန် YouTube channel လေးဖြစ်တဲ့ No Fan YouTube channel လေးကနေပြီးတော့တဖန်ပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ဒီ channel လေးကတော့ No Fan ရဲ့ Wine တော်သားများဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့မြဝေတင်ဆက်ပြမယ့် channel လေးကိုကြားလို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာတော့ကလေးကတော့ကိုပြန်လည်ပြီးတော့မြောက်ပေးသွားချင်တာလေးကတော့ဆရာတော် Action Sanadi ကရွှေပါရမီတော်ရောက်ပြုစုရေးသားတော်မူထားတဲ့ တောကပန်တိုင်းအဝေးကလူးဆိုတဲ့တရားစာအုပ်လေးရဲ့အခန်းဆက်ပြတဲ့အခန်းဆက်လာလေးနဲ့အခန်းဆက်၆လေးကိုမျှဝေပေးခြင်းပါတယ်။အခန်းဆက်၅နဲ့အခန်းဆက်၆လေးကိုရုပ်ပံမျှဝေခွင့်ပြုပါလို့ဆရာတော်ဘုရားနဲ့တကွာသက်ဆိုင်သူတအူးတရားချက်စီတိုင်းကိုဖရားတပည့်တော်တို့မင်တာရခန်းခွင့်ပန်းရှားထားပါသည်ဘုရား။အခန်းဆက်၅အတူဆုံးဖို့တွေးနေရင်အပူကုန်ဖို့ဝေးပါတယ်။ တဏကင်းဆိုတဲ့နေရာမှာတရှိဘောတဏယောသမဲ့ဘောတဏယောကင်းရတော့မှာပေါ့တဏဆိုတာကတရှိတတရှိပုဂ္ဂိုလ်တရားတွေပေါ်မှာလည်းဖြစ်တတ်တယ်။သမဲ့ပစ္စည်းဝတ္ထုတွေပေါ်မှာလည်းဖြစ်တတ်တယ်။အဲတရှိလို့ဆိုလို့ရှိရင်တော့သာသမီဇနီးခင်မွန်းမိဘဆွေမျိုးမိတ်ဆွေအပေါင်းအသင်းဆရာတပည့်စသည်အပြင်အမေမျိုးလည်းရှိပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့အသက်ရှိပုဂ္ဂိုလ်တွေနဲ့သိခွဲရှင်ခွဲဆိုတာတော့တနည်းမဟုတ်တနည်းနဲ့တော့ရှိနေတတ်တယ်။တတ်မဲ့တွေနဲ့လည်းသိခွဲရှင်ခွဲဆိုတာလည်းရှိနေဦးမှာပဲ။တတ်ရှိတွေနဲ့ပဲသိခွဲရှင်ခွဲဟိုလိုကြီးမကွဲဘူးပဲထားပါဦး။အတူတူနေလျက်နဲ့တယောက်နဲ့တယောက်အဆင်မပြေတာလေးတွေကြောင့်စိတ်ညစ်ရတယ်၊သောက်ကလေးဖြစ်ရတယ်ဆိုတာလည်းရှိတာပဲ။အဲ့လိုအဆင်မပြေမှုလေးတွေကြောင့်မလို့တော့ကာရီမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့တတ်ဆိုင်ရာအဆင်မပြေတဲ့သူတွေပေါ်မှာတဏှာကင်းရမယ်တဏှာကိုခြေခံတဲ့အတွေ့တွေအပြောတွေလောက်ရတွေကြောင့်တော့ အဆင်မပြေမှုတွေကတော့ကတွေကိုဖြစ်စေတာ哦ဒါကြောင့်တော့ကဖြစ်တယ်ဆိုလို့ရှင်ဒါပေါ်မှာတွေ့တာတဲ့တဏှာတွေရှိနေလို့ပေါ့အရင်စကားနဲ့ပြောရရင်တော့ဒါပေါ်တန်ရောစင်ကြီးနေလို့ပေါ့ဒီဒါပေါ်တန်ရောစင်မကြီးဘူးဆိုရင်တော့ဒါဆိုးခြင်းတော့ပဲဆိုးပေးခြင်းတော့ပဲပေးတော့ကမဖြစ်ဘူးကိုသားဒီမိပေါ်မှာလည်းတွေ့တာတဲ့တန်ရောစင်နဲ့ဒီတော့ကနဲ့လေးပါပဲ တန်ရောစင်မရှိတော့ဘူးဆိုပြီးတော့ပြစ်ထားမှာတော့မဟုတ်ဘူးเนาะမေတ္တာပေးဝါနဲ့တော့တာဝန်ကြည်အောင်လုပ်ရမယ်ပြုစုတင်တာပြုစုရမယ်ကျေးဇူးပြုတင်တာတွေကျေးဇူးပြုရမယ်တစ်ဖက်ကလည်းမေတ္တာတဲ့ကရုဏာတဲ့နဲ့ချင်းချင်းနာနာနွဲ့နွဲ့ထွေးထွေးနဲ့ရူးရူးရရချင်းချင်းနာနာနဲ့ညာညာတတလေးနဲ့ပြုစုဆောင်ရှောက်ရမယ်တစ်ဖက်ကလည်းတန်ရောစင်ဓာတ်တွေတဏ္ဍာဓာတ်တွေနေပါတဲ့နေပါအောင်ကြိုးစားရမယ် လူတွေနေ့စဉ်တိတ်နေကြပဲမဲ့အခြားလူတွေကိုသိတာသိရကြားရဖတ်ရှုရတဲ့အခါမှာဘာတော့ကမှမဖြစ်ပဲနဲ့ကိုယ်တန်ရောစဉ်ရှိတဲ့လူတွေသိတာကိုကြားရသိရဖတ်ရှုရတဲ့အခါတော့ကတွေဖြစ်ရတာကိုကြီးချင်းအဖြစ်တန်ရောစဉ်ကြောင့်တော့ကဖြစ်ရတယ်ဆိုတာကသိကိုထင်ရှားတယ်ဘဝတကွေခနာတွေဆိုတဲ့အတိုင်းပဲတယောက်နဲ့တယောက်ကခနာတစ်ပြုတ်တွေ့ကြတာကြီးပဲ။နောင်ဘဝမှာလည်းဒီသားဒီသမီးဒီစနေဒီခမွန်ဒီလိုကြီးပဲကျင်လည်ရမှာမဟုတ်ဘူး။ ဒီဘဝဒီလူဟာကိုဇနီနောက်ဘဝမှာတော့ခင်မွန်ကိုသားသမီးကိုသားဖြစ်ပေမဲ့နောက်ဘဝကျတော့အခြားတယောက်လည်းဖြစ်ခြင်းဖြစ်သွားနိုင်တယ်။ တန်တရားတခြားအလုံးဒီလူနဲ့ကြည့်ပဲဒီလိုပုံစံနဲ့ပဲကျင်လည်ရတာမဟုတ်ဘူးဒီဘွားဇနီးခင်မွန်းဒီဘွားခင်မွန်းကဘွားတိုင်းဇနီးခင်မွန်းဖြစ်နေတာမဟုတ်ဘူးဒီဘွားမိဘသားသမီးရလဲဘွားတိုင်းမိဘသားသမီးဖြစ်နေရမဟုတ်ဘူးဘွားတန်ရောစင်ကြီးရဲ့ခါကျတော့ညက်ဖြစ်ရင်လည်းတခိုင်းနဲ့ကြက်ဖြစ်ရင်လည်းတချင်းနဲ့ဆိုစူတောင်းကြအောင်နော်အဲဝက်ဖြစ်ရင်တော့မှတချင်နဲ့ကျွဲဖြစ်တော့လဲတအိုင်နဲ့ပေါ့ဒါလိုမျိုးတွေစူတွေတောင်းကြတာ ဒီနေ့ကျင်းပါတယ်တရားပွဲကတော့သေသူကိုယေစုပြီးတော့ကျင်းပါတယ်ပွဲဖြစ်လို့မလို့သေသူနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့သောကတွေကြောင့်အတန်ရောစင်တွေအစုတောင်းတဲ့အကြောင်းကိုပြောပြခြင်းပါတယ်။ကဲသူများအတင်ပြောတာတော့မဟုတ်ပါဘူး။တန်ဝေကရအောင်ပြောပြတာပါ။အတန်ရောစင်သိကြည့်တဲ့ဒကမာကြီးတယောက်အကြောင်း။ဒကမာကြီးတယောက်ကသူ့ခင်မွန်ဒကာကြီးယောဂါတခုနဲ့ဆုံးသွားတော့သောကတွေဖြစ်တယ်။ဦးစင်ရှင်မလည်းရှောက်ထားပြီးတော့ငူတာပေါ့လေ။သူ့ခင်မွန်အသိရှိတော့ဦးစင်ကိုရှောက်တာကိုကိုကိုကလေကိုကိုကလိုပဲရှောက်တယ်။ကဲ တကယ်မကြီးကအသက်50ကျော်ပြီအခုဒီကိုကိုပဲခေါ်ကောင်းနေတော့မယ်ဘယ်အသက်ရမှမဆိုကိုကိုခေါ်ခွင့်ရှိပါတယ်အဲ့ဒီကိုကိုကလည်းဆုံးသွားတာလည်းလာပိုင်းလောက်ပဲရှိသေးတာဆိုတော့တော့ကတွေကလည်းအထွတ်ထိပ်ကိုရောက်နေတာကိုရှောက်လိုက်ငိုးလိုက်ရှောက်လိုက်ငိုးလိုက်နေကိုကိုကလေဘုရားတပည့်တော်မကိုသိရှိတာအရင်ကျင်လာတာအရင်ယူရတာအရင်ကြည့်ဆိုင်တာတဲ့ကဲကုသိုလ်ပြုရင်တော့ကိုကိုကနေပန်စုမတောင်းဘူးတဲ့ဖြစ်လျာပေါ့တပည့်တော်မနဲ့ပဲအစုံမရစေဆိုတော့ပြီးတော့ဆူတောင်းတာတဲ့ နောက်ဘဝမှာတပည့်တော်မှလည်းဆုံးဖို့အမဲဆူတောင်းတဲ့ကိုကအခုတော့အရင်ဆုံးသွားပြီ။နောက်ဘဝမှာ तू နဲ့ဆုံးမဆုံးပါအောင်မလားဖရာတဲ့။ကဲဦးစင်းစီလာပြီးတော့အကြအမြင်မေးတယ်လို့ကိုမေးနေရနော်။နောက်ဘဝမှာကိုကိုနဲ့မဆုံးပါတဲ့ကိုစိုးရိမ်နေတာ။ကိုကိုနဲ့မဆုံးတော့လမ်းဖြစ်သွားမှာကိုတအားစိုးရိမ်နေတာ။ တော့ကာရီဖြစ်နေတယ်ဆိုတော့ပထမပိုင်းကျတော့ကျင်းအောင်ပြောရတာပေါ့လေတရားတူမယ်သီလတူမယ်စာကတူမယ်ပညာတူမယ်ကုသိုလ်တွေလည်းအတူတူပြုကြဖို့လို့စုံကျင်တဲ့ဆန္ဒလည်းရှိတယ်ဆိုရင်စုံရမှာပေါ့လို့ပဲပြောပြရတယ်ကဲစုံမယ်ဆိုမှပဲသူကဝမ်းတာမှာကိုပထမတော့တော့ကဗန်တိုင်းဖြစ်နေတာတော့ကတွေတိတ်များနေတော့တော့ကရရော့သွားရှော့ပေးရမှာပေါ့စုံနိုင်တယ်လို့ပြောမှာပဲတော့ကရရော့မှာလीတပြေပြေနဲ့ထပ်ပြောပြရတယ် တက္ကမကြီးရတာဒီဘွားယောက်ျားနောင်ဘွားနဲ့ထပ်ဆိုနေတာနောင်ဘွားကျတော့ဒီယောက်ျားဆေးသမားဖြစ်နေဘယ်နဲ့လုံမလို့ကဲဆေးချောင်ယူနေတဲ့ဆေးဘိန်းဖြစ်နေဘယ်နဲ့လုံမလို့ဘိန်းယူဘိန်းထိုးနေတဲ့ဘိန်းသမားကြီးဖြစ်နေဘယ်နဲ့လုံမလို့ကိုကတန်ရောစဉ်ကြီးနေပြီမဲ့ပြန်စုံကျစိတ်ကကြီးမားထက်တန်နေမယ်ဆိုလို့ရှိရင်ဆေးဘဲကြီးကိုလည်းပေါင်းနေရမှာပဲဘိန်းသားကြီးကိုလည်းပေါင်းနေရမှာပဲအယက်သမားကြီးကိုလည်းပေါင်းနေရမှာပဲအီကိုက်နေလည်းပေါင်းနေရမှာပဲဟုတ်ကလားကဲတကယ်မကြီးကကိုကဆေးသမားကြီးဖြစ်နေဘယ်နဲ့လုံမလို့ရေထုပ်ကြီးဖြစ်နေဘယ်နဲ့လုံမလို့ ခုခံအားကြီးကြပြီးတော့ကုဆတ်ယောဂါကြီးဖြစ်နေဘယ်နဲ့လုံမလို့ဒီလိုမေးလိုက်တော့ဒကမကြီးအဲဖွားရဲ့လွဲပါစေဖဲပါစေတဲ့ကဲအခုခရေကွာသူကစိုးရင်နေတော့နော်စေတမဖြစ်မှာလဲစိုးရင်နေရေထုံကြီးဖြစ်မှာလဲစိုးရင်နေရေအိုင်ဒီယက်ယောဂါတဲ့ဖြစ်မှာလဲစိုးရင်နေဖွားရဲ့လွဲပါစေဖဲပါစေအရှင်ဘုရားပြောတာလည်းမဖြစ်ပါစေနဲ့တဲ့ကဲတလုံးနဲ့တဖြည်းဖြည်းနဲ့ပြောပြတော့တော့ကစိတ်ကလေးယော့သွားပါဗော ဒလူနဲ့ပြန်ဆောင်ကြတဲ့ဒီဘောမှာပြောစရာကောင်းချင်မှကောင်းပါဆိုတဲ့အတွေ့လည်းရသွားပါဘို့အခုချက်ချင်းလက်မခံသေးတော့တပြည့်ပြည့်နဲ့လက်ခံသွားမှာပဲရဲစရာလိုလိုဖြစ်နေပြီမဲ့ဒါကတော့အမှန်တရားပဲအကန်းဆက်ချောက်ကန်းချမမကုံသေးရတော့ပြန်ကစွန်တွေးကြအောင်ပါဦးစင်းတို့နေဘောကိုဖျားဖို့သွားတော့လည်းဒီလိုပဲပေါ့ တမ်းမချီအိမ်မှာတဲတော့တကမာကြီးတယောက်ရောက်လာတယ်ကောရခါလူမျိုးပါပဲမေမျိုးပြင်ဦးနဲ့မှလည်းနေသွားဘူးတဲ့မြမစကားလည်းကောင်းကောင်းပြောတတ်တယ်သူခင်မိုးကတော့ဆုံးသွားကြာကြီးပေါ့ဒါပေမဲ့ဒီနေ့ဒီတနေ့မှမေ့မရသေးဘူးကြာလည်းမမေ့အရှာလည်းမတွေ့ငါလည်းတနေ့ဆိုတာလည်းရှိတာပဲနော်ကဲကြာလည်းမမေ့အရှာလည်းမတွေ့ဆိုတဲ့အထီးပဲရောက်နေငါလည်းတနေ့ဆိုတဲ့အထီးမရောက်တော့ဘူးတကားယူတတိယပြီးတော့ခဏခဏအိမ်မက်မက်တယ်အိမ်မက်မက်တော့ကျွတ်မှာကျွတ်ပါမလားဖရားတဲ့ ဒါကမှဒီလိုမျိုးစိုးရိမ်မနေပါနဲ့ပေါ့အဲဒါမှတခါကြီးစိုးလို့လည်းနှစ်စိတ်30လောက်ရှိပြီဒါပေမဲ့မနေ့တနေ့ရလူမျိုးပဲဖြစ်နေရနော်ဦးစဉ်ကိုစားရှောက်တော့မျက်ရည်တွေလဲတလို့လို့ဘာလို့လို့နေပါအဲ့ဒါနဲ့ဒါကမှဒီတခါကြီးနဲ့နောက်ဘဝတွေ့ဖို့နောက်ဘဝဆုံးဖို့တွေ့မနေနဲ့ဒါကမှရတာတော့ကဖြစ်နေရသူကတော့သိမှတော့မဟုတ်ဘူးဒါကမှရတာပူဆိုးရင်နေဟိုတကကြီးကနှစ်ပေါင်းအစိတ်30လောက်ရှိပြီဆိုတော့ဘယ်ကလမာလေးနဲ့တွဲလို့တွဲနေမှန်းတော့သိမှာမဟုတ်ဘူးဆိုတော့ပြောလိုက်တယ် အတွေ့အချင်းတွေကျွန်တော်သူ့ကိုတိုက်ရိုက်ပြောတဲ့စကားကိုပြန်ပြောပြပါဒါလိုစကားလုံးတုံးမှာတော့ကန်ကြီးမှာမလို့လို့စကားလုံးကိုတုံးတာမရင်ကျေးလို့ဖြစ်နေတော့ခွင်းလွန်ပါတကယ်မှအရသာပူဆွေးနေတာအခုလောက်ဆိုရင်သူကလူပြိုတောင်ဖြစ်နေတော့ပြီကလမာလေးတယောက်နဲ့လည်းညားနေတော့ပြီကိုကတည်းကတတိယနေသူကတော့ကလမာအသေးတယောက်နဲ့ပြောနေတော့ပြီဆိုတော့အဲ့လိုမျိုးပြောလိုက်တော့တကယ်မှအကြီးကပြုံးပြုံးချွတ်ချွတ်နဲ့သဘောကြီးတွေ့ပြီးပြန်ပြန်ပြောတယ် ဒီတခါအိမ်မက်ထဲမှာလာတွင်ပြောကိုပြောလာအောင်မယ်နင်ပဲကလမနဲ့တွဲနေလဲလို့တဲ့ကဲကိုကလား तू ကတော့အဲ့လိုမျိုးဆိုပြီးတော့ပြောလိုက်မှာပဲတော့ကလည်းငြိမ့်သွားနော်ခုခုနဲ့နောက်ဘောအပြန်ဆုံးမှာဗလားဆိုရဲတကမာကြီးကိုလေလိုပဲပြောပြရတာပေါ့စေပဲဖြစ်နေဘယ်နဲ့လုံးမလဲစတဲ့အပြင်ပေါ့နော်အဲ့လိုဆိုတော့ဖွက်ရဲ့လွဲပါစေဖယ်ပါစေနဲ့ဆိုရဖြစ်နေဒါနဲ့တပြည့်ပြည့်နဲ့ဆက်ဆက်ပြီးတော့ပြောပြရတာပေါ့တော့ကလည်းငြိမ့်အောင်အမြင်မှန်အသိမှန်တွေရအောင် ဒီဘဝနဲ့လည်းဒီယောက်ျားနဲ့ပဲတွေ့ပေါင်းနောက်ဘဝနဲ့လည်းဒီယောက်ျားနဲ့ပဲတွေ့ပေါင်းနေရပြင်းစရာကြီးပေါ့ဒါဘဝကိုတယောက်ပဲကောင်းတယ်ဥစဉ်သာထေကံမအေးဆိုမှာတော့နောက်ဘဝရင်မှာဒီယောက်ျားနဲ့ပဲစုံမရစေလို့ဖဲတော့မှာစုမတောင်းမှုဆိုပြီးတော့အဲ့လိုမျိုးပြောရတယ်အစွဲကြီးစီတင်လို့တကယ်လည်းဟုတ်တယ်လေတဘဝကိုတယောက်ပြောင်းပြောင်းသွားပဲကောင်းပါတယ်ဒီဘဝလည်းဒီလူနောက်ဘဝလည်းဒီလူဆိုတော့ပြင်းစရာကြီးပေါ့ကဲလူပြောင်းသွားတော့လူပုံစံဆုံးဒီဇိုင်းဆုံးတွေ့ရပါပေါ့အရွယ်ဆုံး size ဆုံးတွေ့ရပါပေါ့ လူမျိုးမျိုးနဲ့တွေ့ရတာမိုးတောင်ပြောကြခေါင်းသေးတယ်ကဲတဘွားစီကိုပြောရအောင်နော်ယောက်ျားဘက်ကကြည်တော့လဲဒီဘွားဒီမိမနောက်ဘွားကြည်တော့လဲဒီမိမမိမဘက်ကလည်းကြည်လို့ရှိရင်ဒီဘွားလည်းဒီယောက်ျားနောက်ဘွားလည်းဒီယောက်ျားပဲဆိုပြင်းစရာတော့ကောင်းသေးတယ်ညီငွေစရာကြီးတလုံးလေးနှလုံးတွေ့တာတော့မကောင်းဘူးလားရုပ်တရက်ဆိုရင်တော့အသက်စာမရှိဘူးလို့ထင်ပါပဲနော်အမှန်ကတစ္ဆာမရှိတာမဟုတ်ဘူးတရားရှိတာဒီလူမှဒီလူလို့ဆွဲလမ်းမနေတာသူမှသူဆိုရပြတွဲညိမနေတာတရားရှိတာမဟုတ်တော့ဘာဖြစ်ရမှာလဲ ကဲအစွဲကင်းနေဆိုတာတရားရှိတာနော်ကံကြုံရင်တော့ပြန်ဆုံမယ်ဆိုတဲ့အတိုင်းပဲသူ့လက်ကိုနဲ့ဆုံးဝမဲ့ကံပါလာရင်တော့ပြန်ကိုဆုံးမှာပေါ့ဆုံးဝမဲ့ကံမပါလာရင်တော့ပြန်မဆုံးတော့ဘူးပေါ့ပြန်ဆုံးချင်တိုင်းဆုံးလို့ရတာမှမဟုတ်တာဆုံးလောက်တဲ့ကံပါမမကိုဆုံးလို့ရတာဒီတယောက်ထဲနဲ့ပဲဆွဲနေလို့ပြန်မဆုံးလို့ကဲမသေးချာလို့ပြန်ဆုံးခဲ့လို့ရှိရင်လေဒီဘဝမှာဆုံးခဲ့တဲ့ပုံစံတိုင်းပဲဒီပုံစံနဲ့ဖြစ်ချင်မှာဖြစ်မှာဒီဘဝမှာဇနီးနဲ့ခင်မုန်းဖြစ်ပြီမယ်နောက်ဘဝမှာဇနီးနဲ့ခင်မုန်းဖြစ်ချင်မှာဖြစ်မှာပေါ့ ဒီဘဝမှာဇနီးနဲ့ခင်မဖြစ်ပေမဲ့နောက်ဘဝမှာလည်းမိဘနဲ့သားသမီးဖြစ်ခြင်းဖြစ်နေပါပဲမောင်နှမမလည်းဖြစ်ခြင်းဖြစ်နေပါပဲမြတ်စွာဘုရားနဲ့ရတော်တရားတို့ဆိုတာကတကယ်ပါရမီအရင်မှာဖြည့်ပတ်ကြည့်တယ်မလို့ပါရမီဖြည့်ပတ်တယ်မလို့ဘဝတော်တော်များများမှာဇနီးမောင်နှံဖြစ်နေဆုံးကြရတယ်ဒါပေမဲ့တချို့သောဘဝတွေမှာရတ္တရာလောင်းကအမေဖြစ်လိုက်ဖရာလောင်းကအသားဖြစ်လိုက်တချို့ဘဝတွေမှာရတ္တရာလောင်းကအတူမဖြစ်လိုက်ဖရာလောင်းကဦးလေးဖြစ်လိုက်တယ်။တလုံးမျိုးပုံစံမျိုးမျိုးတွေဖြစ်ကြတာနော်။တခါတည်းအကျော်လည်းမိတ်ဆွေဖြစ်တန်ငယ်ချင်းတွေဖြစ်ကြပါဘို့။ကဲ ပါရမီပြည့်ပဲဆဲစစ်တွေဆိုတော့ဖက်ဘောရတော်မှာတောင်းမှာပဲမကြခဏပဲစုံကြတာဒါနဲ့မလဲလင်းနဲ့မရကြည်ပဲတားနဲ့မိပါကြည်ပဲတက်တမထဲမဟုတ်ဘူးပုံစံမျိုးမျိုးနဲ့တော်ဆက်ပုံမျိုးမျိုးနဲ့တော်ဆက်ကြတာတဘွားစီမှာပုံစံတစ်မျိုးနဲ့စုံကြရှိတယ်လို့တဘွားစီမှာလည်းပုံစံတစ်မျိုးနဲ့စုံနိုင်လည်းရှိတယ်ဘောရတဲ့တကူကိုအတူတူရောက်သွားမျိုးမျိုးပဲနဲ့တယောက်ကပဲဘောရတဲ့တကူကိုကူပြောင်းပြီးသွားတဲ့အခြေအနေမျိုးမှာပေါ့ရဲ့အိုမဇနီးမောင်နဲ့နှုတ်ရှိတယ်ဇနီးကအရင်သေးသွားတယ်ကိုတမီးစီမှာအသားအပြင်းနဲ့လူဝင်စားပြန်ဖြစ်တယ်ကို့အနေနဲ့ဆိုရင်တော့မြည်ပေါ့ ိုကမတည်သေးလို့ဒီဘွားကိုဇနီကိုဒီဘွားမှာပဲကိုမြေးပြန်တော့ရတယ်ကဲဒီဘွားမှာကိုဇနီအမျိုးသမီးကိုပဲဒီဘွားမှာကိုမြေးယောက်ျားလေးဖြစ်နေပြန်ဆုံးသွားတာတဘွားထဲမှာပဲလူတစ်ယောက်ကိုပုံစံတစ်မျိုးနဲ့ပြန်ဆုံးနေတာပေါ့တရားယောက်ကအရင်သေးသွားလို့တဘွားထဲမှာပုံစံမျိုးမျိုးနဲ့ပြန်ဆုံးသွားတဲ့အဖြစ်တွေကိုလူတော်တော်များများလေးလက်တွေ့ဘွားထဲမှာအများကြီးရှိပါတယ်ခင်မွန်တဲ့ကမြီးမာလေးပြန်ဖြစ်နေတာမျိုး မိဘကသာသမီပြန်ဖြစ်နေရမျိုးသာသမီကတကြောပြန်သာသမီပြန်ဖြစ်နေရမျိုးမိဘကမြေးပြန်ဖြစ်နေတာမျိုးစတဲ့အပြည့်ရှိပါတယ်တဘွားနဲ့တဘွားတော်ဆက်ပုံပတ်သက်ပုံချင်းလည်းတူညီကြတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီဘွားရဲ့တော်ဆက်ပုံဒီဘွားရဲ့ပတ်သက်ပုံကိုလည်းဆွဲလန်းနေကြမလို့တော့ဘယ်လိုမျိုးကိုဖြစ်ချင်တဲ့တော်ဆက်ပုံပတ်သက်ပုံတွေကိုလည်းတောင်းတနေကြမလို့ပါဘူးအစဉ်ပြေလို့တော်ဆက်အစဉ်ပြေလို့ပတ်သက်မှာပေါ့တဘွားနဲ့တဘွားကမတူညီတဲ့ပုံစံတွေနဲ့တော်ဆက်ရတာပတ်သက်ဆရာတာပိုးပြောတာတော့ကောင်းနေတယ် ကိုကံကိုသာအကောင်းအဆုံးဖြစ်အောင်ထူထောင်တာပါကိုကံနဲ့ထိုင်ထိုင်နဲ့သူနဲ့ဆုံတွေ့ရပါလိမ့်မယ်ဘလို့သူတွေနဲ့ပြန်ဆုံတွေ့ရမယ်ဆိုရမျိုးတာဘလို့လူမျိုးနဲ့ဆုံတွေ့ဖို့အရေးကြီးပါတယ်ကိုဆုံတွေ့ခြင်းနဲ့လူမျိုးရဲ့အရေးတွေတွေကိုမှရှိနေအောင်ကြိုးစားဖို့အဓိကပါတယ်လူနဲ့ပြန်ဆုံဖို့တဲ့ဒီလိုလူနဲ့ပြန်ဆုံဖို့ပဲလိုပါတယ်ဟုတ်ကဲ့ဒါလေးကတော့ဆရာတော်ဘုရားဟောချခဲ့တဲ့ရေးသားပြောပြခဲ့တဲ့ အခန်းစပါးလေးနဲ့အခန်း၁၆လေးကိုကျွန်တော်တို့ကတဆင့်ပြန်လဲပြီးတော့မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးတော့ live ဘာနာစင် click ရင်းနဲ့나ယူပေးခဲ့ကြတယ်တော်လန် click ကတအူတရားချင်းစီတိုင်းကိုကျွန်တော်တို့ new wifi ရ wine တော်သားများကကျေးဇူးတင်ပါတယ်ခင်ဗျာ club ရွယ်လေးကိုစားပြတဲ့ကံကောင်းခြင်းဆိုတာ click အောင်နဲ့ထပ်တူထပ်များရှင်းနေနိုင်ကြပါစေလို့ဆန္ဒပြုစုမှတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့တော်လန်နေစေနေရမြပါခင်ဗျာ